ကျမတို့လက်ထက်ပွဲကိုမီတောင်းစုဝင်တွေကသဘောတူလိုက်တယ်ဆိုတာကတော့ဟုတ်ပြီလေဒါပေမဲ့ကျမနဲ့ရှင်နေကနေရဒေတာအချင်းမတူညီတဲ့နေရာတွေမှာမွေးဖွားလာခဲ့ကြတာကျမကမြောက်ပိုင်းကရှင်ရတောင်ပိုင်းကကျမတို့အဆင်ပြေပါမလားမင်းရလေကွာဘာရီဒီလောက်တောင်မှစိုးရင်ပူပန်နေရလေအားလုံးအဆင်ပြေသွားမှာပေါ့မင်းရရနိုင်ငယ်လောက်တိုင်ပိုင်းအစားအသောက်တွေကိုလေ့လာလိုက်လေအဆင်ပြေသွားလိမ့်မယ်နော်စိတ်ပူမနေနဲ့ဒါပေမဲ့တယောက်ကြဘကမီတောင်းစုဝင်တွေကတော့သူ့ကိုသဘောမကျကြပါဘူး သူတို့ကတော့သူတို့နဲ့ဒေတာချင်းတူတဲ့တောင်ပိုင်းသူလေးကိုပဲလိုချင်ကြတာပါအမေကျမရဲ့ညီမလေးကိုကျမပြောထားတယ်ကျမမတ်လေးနဲ့အချိန်တန်လက်ထပ်ပေးမယ်ဆိုပြီးဒါပေမဲ့မတ်လေးကတော့သူ့သဘောကျနှစ်သက်တဲ့မိန်းကလေးကိုအိမ်ပေါ်ခေါ်တင်လာတော့မယ်အေးပါချွေးမကြီးရဲ့ဒါပေမဲ့ငါလည်းမတတ်နိုင်ဘူးလေသူဒီအိမ်ကိုရောက်လာခဲ့ပြစင်အောင်သူ့ကိုငါဘလို့မျိုးပညာပြမလဲဆိုတာနဲ့စောင့်ကြည့်နေလိုက်ဒီလိုနဲ့ရဲ့အနေငယ်ကြမှာနှစ်ယောက်သားကလည်းလက်ထပ်ခဲ့ကြပါရဲ့ဒီနေ့နေသည့်ပထမဦးဆုံးမိဖို့ခံနေဝင်ရမယ်နေပါ ။သူမလည်းမိဖို့ကြောင့်ဝင်ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးစိုးရင်ပူပန်နေခဲ့ပါရဲ့။သူမထမင်းဟင်းချက်ပြုတ်ရတာအတော်လေးဝသနာပါပါရဲ့။သူမမိဖို့ကံနဲ့အများဆုံးပြေးဝင်သွားလိုက်ပါရဲ့။ဒီနေ့ငိုင်းမိသားစုဝင်တွေအကုန်လုံးကိုအရသာရှိတဲ့ငါကိုယ်တိုင်ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကျွေးမယ်။ပြီးရင်အားလုံးငိုင်းဟင်းချက်လိုက်ရကိုသဘောကျသွားမယ်ဆိုတော့ကိုရောငါယုံနေ။ခနာအကြမှာတော့နေသည်ရဲ့ရောက်ခွန်မှာလင်းညီမနဲ့ရောင်မဖြစ်သူတို့ရောက်ရှိလာခဲ့ကြပါရဲ့။နေသည်နေပထမဦးဆုံးမိဖို့ကြောင့်နဲ့ဝင်ရမယ်နေ။ဘာရီချက်ကျွေးဖို့အတွက်စီစဉ်ထားလေ။ဟုတ်တယ်။ ဒီနေ့ကျမပထမဦးဆုံးချက်ပြောရမှာဆိုတော့ကျမလည်းကြက်သားဟင်းရဲ့ကော်ပီပန်းကျော်ရဲ့ကျမမဟုတ်အချို့ပွဲအနေနဲ့နှုတ်ထမင်းလေးချက်ပေးမယ်လေကြည်ရတာနဲ့ငါတို့အိမ်ကမိသားစုဝင်တွေစားတောင်းနေထိုင်တဲ့ပုံစံကိုမသိသေးဘူးနဲ့တူတယ်နေမသိဘူးဆိုရင်တော့ငါတို့တခုပြောပြမယ်ငါတို့ကတောင်ပိုင်းမိသားစုဝင်တွေငါတို့ကတောင်ပိုင်းအစားအသောက်တွေကိုပဲစားရတာသဘောကျတယ်ငါတို့အိမ်မှာအားလုံးကတရက်တရက်တိုးရှိ၅မျိုးလောက်စားကြတယ်အရသာ မတူညီတဲ့တိုးရှိတွေလေး ငါမျိုးဖြစ်အောင်မစားရဘူးဆိုရင်တော့ငါတို့မိသားစုတွေတရားမှဘိုင်းမွားကြတယ်လို့ပဲဒါကနင်းစင်နေတိုင်းလုပ်ရမယ့်ကိစ္စရင်းတော့နင်းကိုယ်တိုင်းလည်းတရက်ကိုငါခောက်လုပ်ရမယ်ရိုးရိုးတို့ရှိမဆလာတို့ရှိအာလူတို့ရှိနို့ငယ်နဲ့လှုပ်ထားတဲ့တို့ရှိနဲ့စက်တော့အနေနဲ့လှုပ်ထားတဲ့တို့ရှိဆိုပြီးတော့ငါမျိုးလို့ကဲဟုတ်တယ်ရောင်မရဲ့မင်းကလေးတိုင်းမင်းကလေးတိုင်းယောက်ျားယူပြီးပြီးဆိုရင်တော့ဒီလောက်ကိုတော့တိနာလေထားရမယ်ရခမအိမ်မှာဒီလောက်အလုပ်ကိုတော့လုပ်ရမှာပဲအော်ရပါတယ်ရောင်မရဲ့ကျမနားလေပါတယ်ကျမဒီလုပ်တွေအကုန်လုံးကိုလုပ်မယ်လေနော် ဘာမှလည်းမစိုးရင်ပါနဲ့အေးချွေးမလေးရေငါရီရဲ့မိဖို့ကန်ကတကယ်အရန်ကိုလှပလွန်နေမိဖို့ကန်ကကျဲလဲကျဲတယ်လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုလည်းတတိတခြားဖြည့်ထားပေးတယ်ဆိုတော့နေပါတခုမှလိုအပ်ချက်ရှိမှမဟုတ်ဘူးဒီမှာမစလာရီကလည်းအများကြီးပဲငါတို့ကိုယ်တိုင်အချောက်လှမ်းပြီးတော့ချိန်ထားတာသီလားဒါဆိုရင်တော့ငါတို့သွားလိုက်အောင်မယ်နေတယောက်တည်းအေးအေးစစေးထမင်းဟင်းချက်ပြုတ်လို့ရအောင်လို့ငါတို့ထားသွားပေးမယ်နော်ပြောဆိုပြီးနောက်မှာတော့အားလုံးကလည်းမိဖို့ကန်နဲ့ကနေထွက်ခွာသွားခဲ့ကြပါတယ် တနာစရာကောင်းတဲ့နီတီတရားအထဲကဗေမီဖို့ခန်းထဲမှာတရားအထဲကြံရင်နေခဲ့ပါတယ်။သူမလည်းဘာဆက်လို့ရင်ကောင်းမလဲဆိုတော့ကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။သူမလည်းမတတ်တာတဲ့အစုံမှာတော့ရခမဖြစ်သူမှားရမ်းချေသွားတဲ့အတိုင်းပဲတိုးရှင်ငါမျိုးကိုစတင်လို့ရပါတယ်။သူမဒါရီကိုလုံးနေရင်ပြင်ဆင်နေရင်အချိန်နှစ်နာရီလောက်ကုန်ဆုံးသွားခဲ့ပါတယ်။နီတီထမင်းဟင်းတွေအားလုံးချက်ပြုတ်ပြီးပြီဆိုတာနဲ့မိသားစုတွေအားလုံးတယောက်ချင်းစီကိုထမင်းဟင်းတွေထည့်ပြီးခုခတ်ပြင်ဆင်ကြွေးပါတယ်။ဘာလို့နေရလဲနီတီရဲ့နင်းလောက်တာကြားလိုက်တာလက်ကိုမမြန်တော့တော့လေးလောက်ပါလား။ နင်းပထမဦးဇုံမီဖို့ကြောင့်လည်းဝင်တော့မို့လို့ဘာလုံးမနဲ့ကိုတိုက်ခိုင်းထားတာမဟုတ်ဘူးဒါပေမဲ့နောက်ဆိုလို့ရှင်တော့ဒီပုံစံအတိုင်းနင်းနေကိုကိုလုံးမနေနဲ့အလောက်ကိုမြင်းမြန်ဆန်းဆန်းလောက်တဲ့အောင်တင်းယူကြလာဒါနဲ့ထမင်းဟင်းတွေရဲ့အနာတော်လေးကိုမွေးတာပဲအစာအသောက်တွေကအတော်လေးအရသာပြည့်စုံမဲ့ပုံစံလေးတွေပဲအနန်းတောင်ဒီလောက်ထိမွေးနေရဲဆိုရင်တော့အရသာဘလောက်တောင်မှကောင်းလိုက်မလဲဒါနဲ့ဒီဘေးဘာတွေချက်ထားရလဲအော်ကျမတို့ဒီနေ့တို့ရှင်ငါးမျိုးလောက်ခိုင်းထားတာလေဘလို့ဖြစ်တာလဲချွေမရဲ့နေရတော့တို့ရှင်ကိုလေးမျိုးပဲလောက်ထားရတယ်နော် ငါနဲ့ပထမတည်းကပြောပြခဲ့ရတဲ့ဒါနဲ့တိုးရှင်ငါမျိုးဖြစ်အောင်လို့ငါတို့အိမ်မှာတိုးရှင်ငါမျိုးစားကြပါရဲဆိုနေခါမှဒါနဲ့ချက်တော့နေတိုးရှင်ကဘယ်ကိုပြောင်းနေရလဲအဲ့ဒီတိုးရှင်ကိုနင်းဘာလို့မလောက်လာခဲ့လဲတကယ်တော့အမေကျမထမင်းဟင်းချက်ပြောင်းနေရင်ခါးရီတတော်လေးကိုနားလာလို့ပါပြီးတော့အများကြီးလောက်ရတယ်လေအဲ့ဒါကြောင့်ကျမလည်းလေးမျိုးကလုံလောက်ပြီးတော်ပြီးဆိုပြီးတော့ရန်နာလိုက်တော့တာနောက်ဆိုလို့ရှင်တော့ကျမအလုပ်တွေကိုတေချာလုပ်ပါမယ်ဘာတစ်ခုမှလိုအပ်ချက်မရှိအောင်လို့ကျမတေချာလုပ်မယ်နော် ဒီနေ့လောလောဆယ်တော့အားလုံးဒါလေးပဲအဆင်ပြေသလိုစားလိုက်ကြပါနောက်နေ့ရက်စပြီးတော့ကျမတို့ရှင်ငါးမျိုးလောက်ပေးမယ်သူမလည်းမနက်စပြင်ဆင်ရင်အားလုံးကိုကျွေးနေရင်းနဲ့ဆယ်နာရီထိုးသွားခဲ့ပါတယ်သူမအလုပ်တွေကိုအားလုံးလုပ်ပြီးပြီးစီသွားခဲ့တဲ့အခါမှာတော့စနနာရီထိုးသွားခဲ့ပါပြီပထမဦးဆုံးနေ့ရက်မှာပဲတနားစီရကောင်းတဲ့ချွေးမလေးအတော်လေးပြန်မှန်သွားခဲ့ပါတယ်ဟဲ့ဒုက္ခပဲငါရောက်မှအင်္ဂါသူတွေကထူးဆန်းလိုက်တာငါပထမဦးဆုံးအင်ကိုလာတဲ့နေ့မှာတော့ငါ့ကိုဒီလောက်တောင်မှပညာပြနေကြတယ်တော်တော်ပြန်မှန်သွားပြီ ငါတလိုက်ဆန်လားသူတို့ငါ့ကိုအကောင်းကောင်းဆက်ဆန်ကြမှာပေါ့ဒီမိသားစုတွေမှာသူယောက်ျားတယောက်တည်းကသာသူ့ကိုချစ်တာပါဂျန်တဲ့မိသားစုတွေအကုန်လုံးကတော့သူမောပညာပြဖို့အတွက်ပဲစောင့်နေကြပါတယ်တနာစရာကောင်းတဲ့နေသီးကတော့အတော်လေးကိုပြမန်းဝါနေသွားခဲ့ပါတယ်ဒါကြောင့်သူမောကလည်းအခန်းထဲကိုဝင်သွားခဲ့ပြီးတော့အနားယူနေခဲ့ပါတယ်ဒီလိုနဲ့ပဲနောင်နေမနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့သူမလည်းမနက်မိုးလင်းတာနဲ့မိဖို့ကန်နဲ့ဝင်သွားပါတယ် ေးသွားတဲ့အခါမှာသူမမတူညီတဲ့သူရှေတွေကိုစတင်လုပ်ပါရီခဏကြာမှတော့ရောက်ခမလင်းညီမနဲ့ရောင်မလေးတို့ကမိဖို့ကန်နဲ့ဝင်လာခဲ့ပြီးနောက်မှာတော့မနက်စာပြင်ဆင်နေတဲ့နေသီးကိုတွေ့ရတယ်ပြောပါရီဘလို့ဖြစ်နေရလဲဒီနေ့အစောကြီးထပြီးအလုပ်တွေကိုလုပ်နေရပါလားကျမတို့အားလုံးစားဖို့အတွက်တူရှင်ငါးမျိုးကိုပြင်ဆင်နေပြီပေါ့ကောင်းတော့လေကောင်းပါလေလေဘလို့မစိုးကိုဟောက်ကိုတိပြီးအလုပ်လုပ်ကြအကောင်းဆုံးပဲအခုဆိုရင်တော့ငါတို့အင်ရဲ့စီမင်းစည်းကမ်းတွေအတိုင်းနိုင်တာပြီးနေတတ်နေပြီဆိုတော့ငါတို့အတွက်လည်းကောင်းနေ တနာစီရကောင်းတဲ့နီတီကတော့တိုးရှေဆိုရင်ကြိုက်တော့မကြိုက်ပါဘူးဒါပေမဲ့အားလုံးပျော်ရွှင်မှုအတွက်ဒီမှာဒါတွေကိုလှုပ်ပေးနေခဲ့ရပါတယ်။သမီးဟင်းတွေအားလုံးချက်ပြုတ်ပြင်းစင်လို့ပြီးပြီဆိုတာနဲ့သူကမိသားစုတွေစားတောက်ဖို့အတွက်တဲ့ခင်ကျူးမိပါတယ်။ပြီးရနေဒီမိုင်းအလုပ်တွေကဒီလောက်နဲ့ပြီးစီးသွားတာမဟုတ်ပါဘူး။ကျန်တဲ့အိမ်လုပ်တွေအများကြီးကျန်မာသေးတယ်။ဒီအိမ်လုပ်တွေအားလုံးကိုလည်းဒီမိုင်းတယောက်တည်းပဲလုပ်ကိုင်းရတာပါ။ဒီလိုနဲ့ပဲအလုပ်တွေပြမန်းစွာလုပ်နေရင်လာပေါင်းများစွာကုန်ဆုံးသွားခဲ့ပါပြီ။ဒီမိုင်းအားလုံးအတွက်မတူညီတဲ့သူရှင်တွေအများကြီးကိုလုပ်ပေးနေခဲ့ပါတယ်။ အချိန်တွေကုန်ဆုံးလာတော့သူမလည်းဒီအလုပ်တွေလုပ်ရတာအရင်အန်ကိုပင်ပန်းလာတယ်လို့မျိုးခန်းစားရပါတယ်တရားမှာတော့သူမမိဖို့ကံနေမှာအလုပ်လုပ်နေနေလက်ကဓာတ်ရှာသွားပါတယ်ဒုက္ခပဲလက်ကလည်းနားလိုက်တာလက်ကနေသွေးတွေအများကြီးပဲထွက်နေတယ်ဒီလူတွေအကုန်လုံးကငါ့ဘောအတွက်ကြောင့်နဲ့အခုလိုမျိုးလုပ်နေကြတာလေဆိုတာငါဖြစ်နာအောင်မလဲနိုင်တော့ငါ့ကိုလက်စားချေနေကြတာလားငါတို့ကိုဘာရီများလုပ်ခဲ့ပြီလို့လဲတို့နဲ့နာဆုံရှုံသွားအောင်လို့ငါဘာလုပ်ခဲ့လဲငါဒီအိမ်ကသားနဲ့လက်ထပ်ပြီးဒီအိမ်ကိုရောက်လာတဲ့အားလုံးကဝိုင်းပြီးတော့နှိမ့်ဆက်နေကြတာ သူတို့ငါ့ကိုဒီလောက်ထိတိုးရှိရီအများကြီးတရက်တရက်လောက်ခိုင်းနေရတောင်ပိုင်းစားတောက်ဆိုင်မှာတော့မှအဲ့လောက်ထိတိုးရှိရီအများကြီးလောက်ရမှာမဟုတ်ဘူးသူတို့ငါ့ကိုလောက်ခိုင်းနေရကြည့်ပါဦးပြီးရင်တော့အမေကအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေအကုန်လုံးကိုလည်းအိမ်ုံခဏခဏခေါ်ပြီးတော့တိုးရှိပဲခေါ်ကြွေးနေတယ်ဒီအိမ်ကစားတောက်ဆိုင်လားအိမ်လားငါတရက်တရက်ဓာရီကိုလောက်နေရတာအရင်ကပင်ပန်းနေပြီးထပ်ပြီးတော့တီးမခန့်နိုင်ကြဘူးဒီအချိန်မှာသူ့ရောင်မလေးကရေစားတဲ့အတွက်ကြောင့်မို့လို့ရေတောက်ဖို့မိဖို့ကြောင့်လည်းဝင်လာခဲ့ပါတယ်ဘလို့ဖြစ်တာလဲရောင်မရဲ့လက်ရှာသွားတာလားဒါဆိုရင်တော့ခဏလေးနော်ကျွန်မဆေးထည့်ပေးမယ် ရောင်မလေးကချက်ချင်းပဲ plaster ကပ်ပေးလိုက်ပါတယ်။ကျမဈေးလိုက်ထားပေးတယ်ပြီးတော့ plaster လည်းကပ်ပေးထားတယ်ဆိုတော့ခဏနေတော့တတတာသွားလိမ့်မယ်နော်။အခုဆိုရင်တော့ထမင်းဟင်းပြန်ပြီးတော့ချက်လို့ရပြီမလား။ထမင်းဟင်းကတော့ချက်လို့ရပါတယ်။ဒီလောက်ထိဒဏ်ရာတည်တည်လေးဘာမှဖြစ်တာမဟုတ်ဘူး။ကျမတို့အားလုံးစားဖို့အတွက်အမြန်ဆုံးသူရှိရပြင်ဆင်လိုက်ပါတော့။အားလုံးစားတော့ဖို့အတွက်စောင့်ဆိုင်နေကြပြီ။တနားဆရာကောင်းတဲ့နေသီးကပြမန်းနေတဲ့ဂျာတွေကလက်ပါထိထားရပါသေးတယ်။သူမဒါတော့မှအားလုံးစားတော့ဖို့အတွက်သူရှိရကိုပြင်ဆင်ပေးရပါတယ်။လက်ထိထားခဲ့တဲ့အတွက်ကြောင့်မို့လို့သူမအလုပ်ကိုကောင်းကောင်းမလုပ်နိုင်ပါဘူး။ ။ခဏကြာမှတော့တယောက်ကြားရောက်ရှိလာခဲ့ပြီးတော့မိမဖြစ်သူကိုပြောခဲ့ပါရီ။ဘာရီစောင်းရင်နေရာလဲမင်းဘာမှထပ်ပြီးတော့စောင်းရင်စရာမလိုတော့ဘူး။မင်းကငါကိုယ်တိုင်ကူညီပေးမယ်လားခဲ့။ကြီးရတော့ဒီအိမ်မှာမင်းကိုအကူအညီပေးမယ်သူတယောက်မှရှိမယ်နဲ့ငါမတူဘူး။ရှင်ရလေဘာဖြစ်နေရလဲထားပါရှင်ကျွန်မအတွက်လည်းဘာမှစွန့်ရင်ပူပတ်မနေနဲ့ဒီလောက်တွေအားလုံးကျွန်မလုံနေကြလုံနိုင်နေပေးပါနေဒီရန်ငါပြောနေအမေအေးစိတ်ထိုင်နေလက်ကလည်းထိထားတယ်မလားဒီလောက်တွေအားလုံးဘလို့လုံရမလဲဆိုတော့ကိုပဲမင်းငါ့ကိုပြောပြလိုက်ဒီလိုနဲ့အဘိရှိတ်ကလည်းသူ့မိမကိုဖယ်ခိုင်းထားပြီးနောက်မှာတော့သူကိုယ်တိုင်သူရှေ့တွေလောက်ပါတယ် အခုလိုမျိုးအဘိရှိတ်တယောက်တိုးရှယ်ရီဝင်လုံးနေရကိုရခမနဲ့လင်ကြီးမဖြစ်သူကတွေ့သွားခဲ့ပါတယ်အမလီဒုက္ခပဲမနေ့ကမှရောက်လာတဲ့မိန်ကလေးကငါ့တောင်အိမ်လုံးတွေလောက်ခိုင်းနေတယ်ငါ့တာဘယ်တော့မှမမိဖို့ကံနဲ့ဝင်ပြီးအလောက်လောက်ဖူးတာမဟုတ်ဘူးနေမချက်ဘူးလားကဲတွေ့လားကိုသဘောကျနှစ်သက်တဲ့မိန်းမကိုလက်ထက်ပြီးယူတဲ့အတွက်ကြောင့်မို့လို့အခုလိုဖြစ်တာပေါ့ပထမတွေကငါတို့သဘောတူတဲ့တောင်ပိုင်းသူနဲ့ယူမယ်ဆိုလို့ရှင်တော့အခုလိုဖြစ်မလား ဒါကဘလို့ဖြစ်တာလဲအမေရဲ့ကျွန်တော်ကသူ့ယောက်ျားသူနဲ့လက်ထပ်ထားတာသူ့ကိုကျွန်တော်ကအကူအညီမပေးဘူးဆိုရင်တော့ဘယ်သူကအကူအညီပေးမလဲဒီအိမ်မှာသူ့ကိုနားလည်ပေးမဲ့သူကလည်းတယောက်မှရှိတာမဟုတ်ဘူးလေအလုံးကသူ့ကိုစက်ပစ္စည်းတစ်ခုလိုမျိုးတတ်မှတ်ထားကြတာပြီးတော့သူလက်ထိထားရတာမှဘယ်သူမှသူ့ကိုဘူးမဆိုင်ဘူးအ ਨੇ ဆုံးသူ့ကိုဝင်ပြီးတော့အကူအညီပေးလို့ရတယ်မဟုတ်ဘူးလားသူကစက်ပစ္စည်းလားကြည့်ပါအောင်အမေရဲ့အမေသားအမေဘက်မှာမရှိဘူးနော်သူ့မိမဘက်မှာကြည့်ရတာသူစေးများလုံးလိုက်ပြီလားမသိဘူး လို့ဖြစ်နေရလဲမကြီးရဲ့မကြီးကဒီအိမ်ကဘီရင်မကြီးလားပြီးတော့ဘလို့မစိုးမကြီးကလည်းဒီအိမ်ကချွေးမှာပဲဒီအိမ်ကအလုပ်တွေကိုမကြီးကလည်းလုပ်ရမှာပေါ့မိဖို့ကန်တဲ့ကအလုပ်ကိုလှည့်တော်မကြည့်တော့တာဘလို့ဖြစ်ရတာလဲကျွန်တော်လက်မထက်ခင်တုန်းကဒီအိမ်မှာဘယ်သူကမြတိုးရှင်ငါးမျိုးလှုပ်ကြွေးလို့လဲငါနဲ့ကဘယ်တော့မှမလှုပ်ကြွေးခဲ့ဘူးလားတကယ်လို့အမေနေ့စဉ်နေ့တိုင်းနေ့ညနေ့လေအမေရဲ့တစ်ချိန်ကုန်လုံးငါးမျိုးလောက်မုတ်တွေလှုပ်ပေးရမယ်ဆိုရင်တော့အမေပြောဦးမလားကျန်တဲ့အလုပ်တွေကိုလည်းသူတယောက်တည်းလုပ်ရတာလေမကြီးပြောလုံနိုင်လား ဒါရီအလုံးထားလိုက်စမ်းမှာအမေရဲ့သမီးလေးကတိတ်မကြခင်လက်ထက်ရတော့မှသူ့ကိုရောဒီလိုရခမရင်ရစေချင်လို့လားပြီးတော့ညီမလေးနင်းပြောစမ်းနင်းကိုရိုင်းဒီလောက်ထိများတဲ့အလုပ်တွေကိုတရောက်တည်းတရက်လုံးလုပ်နိုင်လားသူ့ကိုရဲ့စကားကိုကြားရတဲ့ရောင်မလေးကလည်းသဘောပေါက်နားလဲသွားခဲ့ပါရီဟုတ်တယ်ဟုတ်တယ်အကိုပြောတာမှန်တယ်ကျမအကိုပြောတဲ့စကားကိုလက်ခံပါရီရောင်မကကျမတို့အိမ်ကချွေးမဆိုပေမဲ့တခြားအိမ်ကသမီးလေးပဲလေအဲ့ဒါကြောင့်ဘယ်သူ့ကိုမဆိုဒုက္ခပေးရဲဆိုတာအတိုင်းအတာတစ်ခုထိပဲကောင်းတယ်။ကျမလက်ထပ်ပြီးရခမရင်ရောက်သွားလို့အခုလိုနှိပ်စက်ခံနေရမယ်ဆိုရင်တော့အားလုံးပဲစိတ်ကောင်းကြမလဲ။ ဒီစကားအကြောင်းမှာအားလုံးလည်းဘလောက်တောင်မှသွားလဲဆိုတာကိုသဘောပေါက်နားလဲသွားခဲ့ပါရီသူတို့ရဲ့အမားတို့လည်းသူတို့နောင်တရနေခဲ့ကြပါရီအေးပါအေးပါငါ့အခွင့်လော့ပါနင်တို့ငါ့ကိုရှင်းပြချင်တာပါလဲဆိုတာငါသဘောပေါက်ပြီးဒါပေမဲ့ငါပြောတဲ့စကားတခုနားထောင်ဒီအိမ်မှာဒီနေ့ကစပြီးတော့တို့ရှင်ငါမျိုးလောက်ကိုလောက်ရမယ်ငါတို့ကိုယ်တိုင်လည်းအခုလိုစားရတာကျင့်ဖြစ်နေပြီလေဒါပေမဲ့ငါတို့အားလုံးအလုပ်တွေကိုဝိုင်းလုံးမယ်တို့တယောက်တည်းမခိုင်းတော့ဘူးနေသီးလဲဝမ်းသာပြောရွှင်သွားခဲ့ပြီးအရင်နေ့ကစရခမိုင်းကသူတွေအားလုံးသူမဝိုင်းကူညီပေးကြပါရီ